အဲ့တော့လောကမှာ အကောင်းဆုံးကိုရှာလုပ်ခြင်းဘယ်ဟာကဘာတဲ့ပိုကောင်းတယ်ဆိုတော့လောကမှာသိကြကြောင်းမြတ်ဂုံတွေတွေဟာဘယ်ကြောက်ကဘယ်ကြောက်မျိုးစားတဲ့ဘေးရဏာကဘေးရဏာမျိုးစားတဲ့တန်မိုးရှိတယ်ဆိုတာဆုံးဖြတ်နိုင်ကြတယ်လို့ပဲကုသိုလ်ကောင်းမှုမှာလည်းပဲတန်မိုးတွေဟာကွာခြားမှုတွေရှိကြတယ်ပေါ့ကွာခြားမှုတွေရှိတယ် အေးအကောင်းဆုံးကုသိုလ်လုပ်ခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ရသော်ဗျာလမ်းညုံဆုံးမမှုကိုပေးခဲ့တာပါဖြစ်တယ်။ဟုတ်ပြီ။ဖျားမှုရှိတဲ့တန်ခါကိုလှူလဲရတဲ့အလှကအကောင်းဆုံးဆိုလို့ရှင်အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်များရှိအောင်မလား။ဟုတ်။အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်ကအခုယရဏဂိရိအကြောင်းလိုက်တယ်မှာဆောင်းလို့လှူဒန်းလိုက်တဲ့ ရွှေရုအကြောင်းဆောင်ကြီးကိုဆောက်လုပ်လှူဒန်းပြီးအရက်လေးပြင်းနာကကြွားရောက်လာနိုင်တဲ့စတုဒိတသံဃာကိုလှူဒန်းတာကပုံမြတ်တယ်လို့မြတ်စွာဘုရားတို့ဟောတယ်။နော်။ကျောင်းအလှူကပုံမြတ်သွားပြန်။ဘုရားမူရှိတဲ့သံဃာတွေခုနကလာခဲ့တယ်။ဝေလာမရဲ့အလှူတဲ့သောတာပန်တဦးလှူတာကပုံမြတ်တယ်။သောတာပန်တဦးတဲ့သောတာပန်တရာတဲ့တဂရဟံတဦးကပုံပြီးတော့ တရတဂရကံတဝုကိုလှူတာပုံမြတ်တယ်တဂရကံတရားတဲ့အနာကံတဝုကိုလှူတာပုံမြတ်တယ်အနာကံတရားတဲ့ယဟန္တာတပါးကိုလှူတာပုံမြတ်တယ်ယဟန္တာအပါတရားတဲ့ပိစိကဗုဒ္ဓတဆူလှူတာပုံမြတ်တယ်ပိစိကဗုဒ္ဓအပါတရားတဲ့သမ္မသမုဒ္ဓတဆူလှူတာပုံမြတ်တယ်လို့ဟောကောင်းတဲ့ကောင်းတာတွေကိုညွှန်ကြားပြီးတော့လာခဲ့တာညွှန်ကြားလာခဲ့တဲ့အဲဒီမှာ ဖျားမှုရှိတဲ့တန်ဃာကိုလှူတဲ့ဒါနာအကောင်းဆုံးလို့ပြောပြီးအဲ့ဒီတဲ့ကောင်းတာကဘာတုံးလို့ဆိုရင်သတ္တုဒိတတန်ဃာကိုရည်စူးပြီးတော့ကြောင်းဆောက်လှူတဲ့အလှူကတော့ဓိတဲ့ပိုကောင်းတယ်လို့လူပြောတာကဲကြောင်းတဲ့ကကြောင်းမာတွေဘလောက်စိတ်အားတက်เสียကောင်းတယ်လေဒီဟာကနော်မြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့စကားပဲဒါ အရလေးမျက်နှာမှာသရင်သုံးနေထိုင်ကြတဲ့သာဓုဋ္ဌိတသံဃာရလေးမျက်နှာမှာတကားမရှိဓာမရှိကြွလို့ရကြွကြတယ်သံဃာတော်အရှင်မြတ်ဒီဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ရောက်လာတယ်ဆိုရင်ဒီเจ้าဘောမှာအပန်းအနွမ်းဖြေလို့တက်ရောက်ပြီးသရင်သုံးနိုင်အောင်သံဃာကိုရည်စူးပြီးတော့လှူဒန်းတဲ့တန်ခိကဒါနာเจ้าကပုံမြတ်တယ်လို့ ဲဆိုပြလူခေါ်ဒါဖြစ်ဒါကုံသွားပါလားကုသိုလ်ထဲမှာဒါအကောင်းဆုံးလားလို့ဆိုမကုံသေးဘူးကုံသေးဘူးဒါနာတဲ့တော့ဒါကုံသွားပြီကျောင်းဆောက်တဲ့လူကထွတ်ထည့်ရောက်သွားပြီကဲဒီးတဲ့ကောင်းတာကုသိုလ်လုံးချင်သေးတယ်ဆိုရင်မလုပ်ရဘူး ြည်နူးတဲ့စိတ်နဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာဖရာတရားသံဃာယရဏသုံးပါးကိုအသက်ကိုအနှင်းပြီးဘဝကိုအနှင်းပြီးတော့တရဏဂုံဆောက်တည်လှူဒန်းခြင်းကချောင်းဆောက်လှူတာတဲ့ပိုကောင်းမြန်များအဲ့တော့အမှန်တမ်းမှတ်သားစရာကောင်းတယ်။မြတ်စွာဘုရားဟောတော့ကုသိုလ်ကောင်းမှုလုပ်ခြင်းတဲ့ပုဂ္ဂိုလ်တွေဟာနော် တပည့်တော်တို့ចောင်းဆောက်ဖို့မတတ်နိုင်ဘူးဆိုရင်ចောင်းဆောက်ထားတဲ့ပုံကောင်းတဲ့ကုသိုလ်ရှိသေးတယ်ဆိုတာကိုတတိထားဖို့လိုတယ်။ចောင်းဆောက်ပြီးចောင်းဆောက်လူတဲ့အလူကပြင်မဗဟိတငွေချေးတနာကုံကြခံပြီးတော့လှူတာဖြစ်တယ်။ယရဏသုံးပါးကိုဘဝကို အနှင်းပြီးတော့ယရဏသုံးပါးကိုကိုယ်ကိုဆီကတ်တာတော့ကိုယ်ဘဝကိုအနှံပြီးတော့လှူတာဖြစ်တယ်ပေါ့။ဒါကြောင့်မို့လို့ ဘုရားတရဏဂိသမိဆိုတဲ့တရဏဂုံသုံးပါးကိုလေးလေးမြတ်မြတ်ကြီးကြီးညိုညိုစောက်တည်ပြီးတော့အလေးနဲ့ခံယူစောက်တည်တရဏဂုံစောက်တည်ခြင်းဟာကျောင်းဆောက်လှူတဲ့ကုသိုလ်တွေမြတ်ပါတယ်လို့မြတ်စွာဘုရားလို့ဟောဒါဖြင့်ဒါအကောင်းဆုံးလို့ပြောမလားဆိုတော့အဲ့ဒီတည်းကောင်းတာရှိသေးတယ်တရဏဂုံသုံးပါးကိုစောက်တည်ပြီးတဲ့အခါ ငါးပါးသီလလေးထပ်ပိုးလိုက်ပါသူများတဲ့တတ်ချင်းမှရှောင်ပါတယ်သူများဥစ္စာခူးယူခြင်းမှရှောင်ပါသူတော်ဘာသာမယာပြစ်မှားခြင်းမှရှောင်ပါတယ်လိင်လီလဲစားပြီးသူများအကျိုးပြက်ပြအောင်ပြောဆိုခြင်းမှရှောင်မူရည်စေဝါမှရှောင်ပါတယ်ဆိုတဲ့ဟောဒီသိက္ခာပုငါးမျိုးကို မျက်မျက်နိုးနိုးအသက်တက်တံမိုးထားပြီးတော့ဆောက်တည်လိုက်ပါဩ တရဏဂုံစောင့်တည်တဲ့အပြင်၅ပါးသီလကိုပါမျက်မျက်နူးနူးထပ်ပိုးပြီးတော့စောင့်တည်လိုက်ပြီးဆိုလို့ရှိရင်သူဟာတရဏဂုံတည်တာတဲ့ပို့ပြီးတော့မမြတ်ပါတယ်လို့ကိုချင်းသီလပါလာသည့်အတွက်ကြောင့်ပို့ပြီးတော့တမိုးကြီးမာလာတယ်တိုးမြင့်တိုးမြင့်ပြီးတော့လာတာကုသိုလ်အဲ့လိုသီလဆောက်တည်တဲ့ကုသိုလ်ဟာတမိုးရှိတယ်ဆိုရင် ဒါဖြင့်ဒီတဲ့တံမိုးကြီးတဲ့ကုသိုလ်များရှိသေးလားလို့ဆိုရှိသေးတယ်မြတ်စွာဘုရားနာရဝိတ္ထီကြီးကိုကုသိုလ်ကောင်းမှုမလုံးဝမှာကုသိုလ်ကောင်းမှုလုံးဝတာအာမရဘူးဆိုတဲ့နာရဝိတ္ထီကြီးကိုမြတ်စွာဘုရားကုသိုလ်တွေလှုပ်เสียရတဲ့အမတန်ပေါ်တဲ့အကြောင်းရှင်းပြဟုတ်ပြီ၅ပါးတိလ တရဏဂုံနဲ့သီလစောက်တည်တဲ့ကုသိုလ်ကောင်းမှုတဲ့ပိုတံပိုးကြီးတာတော့တခြားမဟုတ်ဘူးလက်လေးနှချောင်းနဲ့နတ်သားလေးကိုကောယူပြီးနှကောင်းဝမှာတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးနော်စက္ကန့်ပိုင်းလေးဆိုအောင်ဆိုပန်းလေးတစ်ပွင့်ခူးပြီးတော့ ကိုနှကောင်းဝါမှာတိတ်ပြီးနန်းရှူလိုက်တဲ့အချိန်ပိုင်းလေးဟာဘလောက်မှကြာတဲ့အချိန်ပဲအဲ့တော့လေးပဲဖြစ်ပါစေဂန္ဓောဟနမတ္တံပိမေတ္တာစိတ်တံဘာဝေတိအများသရဝါရီချမ်းသာကြပါစေလို့ချွင်းချက်မထားဘဲနဲ့ကဘာပေါ်မှာရှိတဲ့ကိုနဲ့မတဲတဲ့လူရောကိုနဲ့တဲတဲ့လူရောအားလုံးရန်သူမိတ်ဆွေမခွဲခြားဘဲအားလုံး မေတ္တာထားနိုင်တဲ့စိတ်သဘောဓာတ်အကျိုးစီးပွားကိုလိုလားတဲ့စိတ်၄သဘောဓာတ်ပွားများနိုင်ပြီဆိုလို့ရှိရင်တော့သူကပို့ပြီးတော့တမိုးကြီးมาပါတယ်လို့ညွှန်ပြောတမိုးကြီးတော့ဗျာမာဝတိလာတဲ့ပို့တမိုးတက်သွားပြန်မေတ္တာဘာဝနာ ပွားတယ်ဆိုတာတမဟာပြင်ကြည့်မယ်ဆိုရင်ဒီမေတ္တာပွားတာဟာ ဘာမှလည်းကို့မှာအကုန်ကြရှိတာမဟုတ်ဘူးလေသရဝအလုံးကိုအာယုံပြုတ်ပြီးတော့မေတ္တာဘွားကုန်နေတဗ္ဗိဘတ္တရာနိပတ္တန္တုမကင်းစီပပမင်္ဂမအာလုံးသရဝတွေအကောင်းနဲ့ပဲတွေ့အကောင်းကိုသာ တွေ့ကြပါစေဘသူမှအဆိုးကိုမကြုံတွေ့ကြပါစေနဲ့ဟောစိတ်ထဲမှာကောင်းတာတွေနဲ့ပဲတွေ့ကြပါစေအဆိုးနဲ့ဘယ်တော့မှမဆုံးကြပါစေ ီနေ့လောကကြီးထဲမှာအချင်းချင်းဒုက္ခပေးနေတာတွေကိုအာရုံပြုပြီးနေညမညတဒုက္ခမိတ်ဆေရတယောက်တယောက်ဒုက္ခရောက်အောင်မလုမလုကြပါစေနဲ့ဟောမေတ္တာပို့တယောက်တယောက်လိန်ညာပြီးတော့ဒုရယာတိုင်းချင်းနေတယ်ဆိုရင် နာပရောပရန်ဒီကုတ်ပေထတယောက်နဲ့တယောက်မလိမညာမလှဲ့ကြမလှဲ့စားကြပါစေနဲ့ဟောရလူမေတ္တာပို့ အဲ့ဒီမေတ္တာပို့တဲ့စွမ်းအားကခုနကပြောခဲ့တဲ့အရာတွေနဲ့တရဏဂုံတီလာတဲ့ပို့ပြီးတော့တံမိုးမြင့်သွားတယ်။ဘာကြောင့်တံမိုးမြင့်တော့ဆိုတီလာဆိုတာအစပရမပဲရှိသေးတယ်လေကိုကျင်တရားမေတ္တာပို့တာကတမာတိဖြစ်သွားတယ်။တီလာကတမာတိတမာတိကတီလာနဲ့ပုံမြတ်တယ်ပေါ့။အဲတော့သမထဘာဝနာပွားများအထောက်ချင်းဟာ တီလာကျင့်စဉ်နဲ့ပို့ပြီးတော့တံမိုးရှိသွားတယ်လို့မြတ်စွာဘုရားအဲ့လိုဟောတယ်တီလာနဲ့ကတရဏဂုံနဲ့တီလာနဲ့ကလူပြေနတ်ပြေတန်မြာနဲ့ပြောမယ်ဆိုရင်လူပုံနတ်ပုံပဲရောက်နိုင်တယ်ပြမဘုံမရောက်ဘူးမေတ္တာပွားလိုက်လို့ရှိရင်ဇံရပြီဆိုရင်ပြမဘုံထီအောင်ရောက်တယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်အဆင်ကြီးရလဲကွာသွားတယ် ဒါဖြင့်အဲ့ဒီမေတ္တာဘာဝနာပွားတဲ့သမထကျင့်စဉ်နဲ့ပို့ပြီးတော့တမိုးရှိတာရှိသေးလားလို့ဆိုရှိတာပေါ့တဲ့အမြင့်ဆုံးကတော့ပါတော့ဆိုလက်ဖြောက်တတိအချိန်လေးမှပင်မမြဲဘူးဆိုတဲ့အမှတ်တညာလေးဆိုလိုတာကဝိပဿနာတရားကို အထောက်လိုက်ပါအရာခတိဟာထာဝရပြောင်းလဲနေတဲ့အရာတွေသာဖြစ်တယ်။ဘယ်အရာမှ မတည်မြဲဘူးဆိုတာလေးကို ကိုယ့်ရဲ့ယဉ်နေနှလုံးထဲမှာဆွဲမြဲစွာမှတ်သားပြီးအတိညာနဲ့စဉ်းဉဏ်စဉ်းစားပါဝိပဿနာတရားအထောက်ပါလို့ဆိုအဲ့ဒီအနိစ္စကိုကောင်းကောင်းမြင်ပြီးတော့မမြဲတဲ့သဘာဝကိုစဉ်းဉဏ်စဉ်းစားနိုင်တဲ့ဝိပဿနာဉာဏ်ရပြီဆိုရင်တော့အဲ့ဒီကုသိုလ်ကတော့အကောင်းဆုံးပဲလို့ပြောစားပါဗျာအဆင့်အမြင့်ဆုံးကုသိုလ်ဟာအကောင်းဆုံး ဘာကြောင့်ကောင်းတော့လို့ခွန်ကြီးတို့လိုက်တွေးလိုက်တဲ့အခါနိဗ္ဗာန်နဲ့အနည်းဆုံးရောက်သွားလို့ကောင်းတယ်လို့ပြောတယ်။အားလုံးကနိဗ္ဗာန်ကိုဥတည်သွားနေတာ။အနိစ္စတင်ညာမှာပေါ်ရပဲနဲ့နိဗ္ဗာန်ကိုရောက်တဲ့နည်းမရှိဘူး။အနိစ္စတင်ညာပေါ်မှနိဗ္ဗာန်ကိုရောက်တယ်။ဝိပဿနာနဲ့မှမက်ဖို့ဆိုတာရတယ်။ဝိပဿနာလမ်းကြောင်းက မတက်ဖဲနဲ့မက်ဖို့နိဗ္ဗာန်ဆိုတာမရနိုင်ဘူး။ ဒါကြောင့်မို့ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေမျောမှန်းကြတဲ့နိဗ္ဗာန်ချမ်းသာကိုပို့ဆောင်ပေးနိုင်တဲ့အနိကဆုံးစောင်းနှံလေကားကြီးဟာဝိပဿနာတရားပဲဖြစ်တယ်။ဝိပဿနာဆိုတာအနေဆတညာနဲ့သွားတာပဲဖြစ်တယ်ပေါ့။ဒါကြောင့်မို့အနေဆတညာကိုလက်ဖြစ်တည်းအချိန်ပိုင်းလေးမှာပဲဖြစ်စေအနေဆတညာဒီရှုတော့ကပွားများနိုင်လို့ နှိစ္စတင်ညာကိုဖယ်ရှားလိုက်နိုင်ပြီမြဲတယ်ဆိုတဲ့အရာတစ်ခုမှရှာမတွေ့ဘူးအလုံးဟာထာဝရပြောင်းလဲနေတဲ့မမြဲတဲ့အရာပဲလို့ဆင်ញင်သုံးသပ်နိုင်ပြီဆိုလို့ရှိရင်တော့တေချာပေါ့ဒီကုသိုလ်ဟာအမြတ်ဆုံးပဲလို့